မင်္ဂလာပါ92.0မမရဲ့လန်တရဲကြီးများပြောတဲ့စကားအစီအစဉ် episode အတစ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ generation ရဲ့ um the biggest rock star လို့ပဲပြောရမလားဒါမှမဟုတ် rock boy လို့ပဲပြောရမလားအဲဦးညီထွတ်ခေါ်စောင်းဝင်းထွတ်အကြောင်းကိုကျွန်တော်ပြောပါမယ် ။ဦးညထအကြောင်းကိုကျွန်တော် jigsaw puzzle ဆိုပြီးတော့ဝတ္ထုတိုလေးတစ်ပုဒ်အဲ essay လေးပေါ့နော်။အဲ့ဒါရေးဘူးတယ်။ Facebook မှာလည်းအဲ့ဒါပြန်ရှာလိုက်လို့ရပါတယ်။ကျွန်တော်တင်တာဦးညထရဲ့မွေးနေ့မှာထုတ်တဲ့စာအုပ်လား။ဒါမှမဟုတ်အဲ့လိုအထိမ်းမှတ်တစ်ခုခုမှထုတ်တဲ့စာအုပ်ပေါ့နော်ကျွန်တော်ဘယ်ဘယ်ထဲမှာ print လိုက်လဲတော့မသိဘူး10နှစ်လောက်လည်းကြာပြီနဲ့တူတယ်အခုကျွန်တော်ပြောမယ့်အကြောင်းကကျွန်တော်အခုဦးညစ်တို့အကြောင်းပြောမယ်ဆိုတော့ ိစာအုပ်ထဲကကျွန်တော်ရေးခဲ့တာတချို့အချက်တွေလည်းပြန်ပြီးတော့ဒီမှာပါမယ်ပေါ့နော်ဒါပေမဲ့အဲတုန်းကကျွန်တော်အရှိကြီးမရှင်းပြခဲ့တဲ့ဟာတွေဒီမှာကျွန်တော်နည်းနည်း London ဟိုနည်းနည်းပို့ပြီးတော့ချဲ့ပြီးတော့ပြောပြမိမှလည်းတူတယ်နော်ဆိုတော့ဟွာဦးညထွတ်အကြောင်းကျွန်တော်ပြောမယ်ဆိုရင်တကယ်တမ်းကျွန်တော်မှပြောစရာမကုန်ပါဘူးကျွန်တော်အဖေအကြောင်းပြောရင်ပြောစရာမကုန်ဘူးလို့ပဲဦးညထွတ်ဟာကျွန်တော်ရဲ့အဦးလေးခေါ်မလားအဲ့လိုမျိုးဘာကြီးလိုက်အဲ့လိုမျိုး ကျွန်တော်နဲ့ relationship ပေါ့နော်အဖေရဲ့ညီအကိုလိုမျိုးဖြစ်နေခဲ့တဲ့အတွက်အဲအဲ့ဒီအတွက်သူ့အကြောင်းဆိုလဲကျွန်တော်ကအများကြီးပြောစရာရှိတာပေါ့နော်ဒါပေမဲ့ဒီလိုပဲဒီ podcast ဖြစ်တဲ့အတွက် podcast မှာကျွန်တော်ဒီအချိန်အတိုင်းအတာနဲ့လောက်အောင်ကျွန်တော်ရသမျှပြောသွားကြည့်မယ်ပေါ့နော်ဆိုတော့ဦးညီတို့အကြောင်းဟိုကျွန်တော်တို့အရင်တော့လို့ဗမာတွေ့တယ်ဘာညာမပြောခင်နည်းနည်းလေးဟိုအာနောက်ဆုံးအချိန်ဦးညီတို့နဲ့ကျွန်တော်နဲ့ရီးစရာ လေးတခုပေါ့နော်ဖြစ်ပျက်ခဲ့တာလေးတခုအဲ့ဒါလေးကိုအရင် share လုပ်ချင်ပါတယ်အာ2017 18အဲ့လောက်ဖြစ်မှန်းလဲတူတယ်နော်ကျွန်တော်ယောဂတခုရတယ်အဲ့တော့ဗာယောဂလဲဆိုတော့ဓာတ်ပြားစုတာဒီ final ပေါ့နော်ဓာတ်ပြားအချက်ကြီးတွေအဲ့ဒါတွေကိုကျွန်တော်ကဝယ်စုကျင်တာပေါ့နော်အဲ့မှာကျွန်တော် portable ဓာတ်ပြားဆက်ကလေးကျွန်တော်အရင်ဝယ်လိုက်တယ်မှားလိုက်တယ်ပေါ့နော်မှားပြီးအဲ့ဒါလေးက ကျွန်တော်လက်ထဲရောက်လာတဲ့အချိန်မှာတက်ပြားဆိုရင်ကျွန်တော်ပထမဆုံးပြေးမြင်တာဥညိထုတ်ပဲဥညိတို့စီမှာတို့ final စီအများကြီးရှိတယ်ဒီတက်ပြားတွေပေါ့နော်အာ Iron Maiden တို့ and then ဒီ Black Sabbath Ozzy Osbourne အစုံမဲ့ Led Zeppelin ဒီ Reggae အခွေတွေလည်းရှိတယ်သူကမှအဲ့လိုအချက်ပေါင်းများစွာရှိတယ်အဲ့ဒါကိုတီးတော့ကျွန်တော်ကကျွန်တော်ကျွန်တော်စီကိုတက်ပြားဆက်ပဲရောက်ပြီးတော့တက်ပြားမရှိဘူးမရှိတော့ဥညိတို့စီပြေးရော ပြေးပြောက်ရတဲ့ဦးညိုလို့တပြားလေးတစ်ချက်တစ်ချက်လောက်ငားပါဘောနော်အမှန်တော့နှစ်ချက်လောက်တစ်ချက်တစ်ချက်လောက်ငားပြီးကျွန်တော်ကလေးငားချက်လောက်ခိုးမလို့အဲ့ဒါကျွန်တော်အဲ့ဆက်ကိုစမ်းရမယ်ဆိုကျွန်တော်ပေါ်ဒီပေါ်ဆက်ကလေးအဖုံးဖွင့်လိုက်တယ်ဖွင့်ပြီးတော့တပြားထဲ့တော့တပြားထဲ့လို့မရတပြားကအဲ့လိုတပြားတစ်ချက်လုံးအဲ့ဆက်ပေါ်မှာဆက်မနေဘူးအဲ့သူကကျွန်တော်ဦးညိုကကျွန်တော် puzzle ဖြစ်သွားအမှန်ဦးညိုကတစ်ချက်ကြည့်ပြီးဟားတယ်ဒါအလဲကဥတိုင်း ဦးတိုင်းဆိုတာဘယ်လိုလဲဆိုတော့ဓာပြားကိုကျွန်တော်တို့စွတ်လိုက်ရင်အလဲမှာအချောင်းလေးဒီဟိုဒီစတီးချောင်းလေးရှိအောင်နော်အဲ့ဒါလေးကမြင့်နေလို့တဲ့ငါတို့အဲ့ဒါကိုနှိမ့်ရမယ်ဆိုပြီးတော့အီတိုးစီမှာဟိုဝက်ဦးလဲသွားယူဆိုအီတိုးရဲ့ကျွန်တော်ရဲ့ဦးညစ်ထော်ရဲ့အဲ့ portable ကျွန်တော်ရဲ့ဒီဓာပြားဆက်ကလေးကိုအဲတစားစီဖြုတ်ကြအောင်တလားကျွန်တော်လည်းနားမလဲဟာအခုမှဝယ်တာပေါ့နော်ဘာလို့ဒီတက်ပြားမဆန့်ရလဲမနားမလဲသူတို့အဲ့လိုကျွန်တော်တို့တစားစီဖြုတ်ဖြုတ်ပြီးတော့ ဖြုတ်ပြီးတော့လည်းအဲ့ဒီအတန်လေးကနှိမ့်လို့မရပါဘူးမရတဲ့အပြင်ဒါသည်ဖြုတ်ပြီးပြန်တက်တဲ့အချိန်မှာတက်ပြဆက်ကမလဲပါမလဲတော့ကျွန်တော်ငိုကြတာဟုတ်အရင်ကလည်းနားထောင်နေနေပြီနောက်ဆုံးအဲ့ဒီဆက်ကိုတစ်ခါပြန်ဖွင့်ဖွင့်ပြီးတော့အဲ့တက်ပြကိုအရင်ပြန်လဲအောင်တက်ပြဆက်အဲ့အလဲကဥရန်လေးပြန်လဲအောင်ကျွန်တော်ကလှုပ်ပါလှုပ်ပြီးတော့ဖိမတွေ့ဘူးနောက်ဆုံးကြမှာကျွန်တော်ရဲ့အဲ့ဒီဆက်ရဲ့အဖုံးကခုနောက်အထိလှန်လိုက်လို့ရကျွန်တော်ကအလဲမာရင်ရက်ထားတော့ I'm so stupid အလဲမရင်အဲကန့်လန့်ခံနေတော့ဒီအဖုံးကကန့်လန့်ခံနေတဲ့အတွက်ဓာတ်ပြားမဝင်ဆိုကြတော့အဲအဖုံးလေးကိုနောက်ကိုနည်းနည်းလေးလဲထပ်တိုးကြည့်လိုက်ပေါ့အဖုံးကနောက်ကိုလန်တော့ဓာတ်ပြားကလည်းရတော့ဘာမှဟိုအလဲကဥတိုင်းနေပါဖြုတ်စရာလည်းမလိုအဲမှာကျွန်တော်သဘောပေါက်တော့အဲကျွန်တော်တို့သုံးယောက်လုံးခေါင်းသုံးခေါင်းပေါင်းပြီးစဉ်းစားတာအဲ့ဒါကိုမတွေးကြဘူးအဲ့မှာကျွန်တော်ဘလို့ဘလို့ထင်သွားတော့ artist တွေအားလုံးကတော့ရှိမှတက်တက်ရှိနေတဲ့ဟာကိုတခါလေကျွန်တော်တို့မမြင်ကြဘူး we're so silly sometimes so အဲ့ဒါအဲ့ဒါအဲ့ဒါ ਨੇ ကျွန်တော်ဆက်လဲလဲပြီးဆိုတော့ဝန်တာအာရကျွန်တော်မှတ်မှတ်ရဥညစ်တူစီရ Dire Street တစ်ချက်ရဲ့နောက် Bob Marley တစ်ချက်ရဲ့နောက်နောက်နှစ်ချက်သုံးချက်လောက်ကျွန်တော်သူမသိပဲယူလာသေးတယ်ကထားပါတော့အခုကျွန်တော်တို့သူ့အကြောင်းဥညစ်တူအကြောင်းပေါ့နော်ကျွန်တော်စပြီးပြောပါမယ်ကျွန်တော်ရဲ့ Rock Legend ကြီးအကြောင်းအဲ့တော့ဥညစ်တူ ਨੇ ကျွန်တော် ਨੇ ဗမာတွေ့လဲဆိုရင် ကျွန်တော်ကတခြား artist တွေနဲ့ကျွန်တော်တွေ့တဲ့လူမျိုးအဲ့လိုဘယ်နေရာမှာဘယ်လိုတွေ့တယ်ဆိုတာမျိုးအဲ့လိုချက်ချင်းပြောလိုက်လို့မရအောင်နည်းနည်းရှိရှိပြောမှရမယ်။ဘာလို့လဲဆိုတော့အာကျွန်တော်အဖေနဲ့ဦးညီထွေးရဲ့ relationship ကို အရင်ကျွန်တော်စပြောမှရမယ်။နောက်လို့ဆိုတော့ကျွန်တော်ဦးညီထွေးကိုအဖေနဲ့ပတ်သက်ပြီးမှသိတာပေါ့။ဆိုတော့အဲဦးညီထွေးကျွန်တော်တင်တာကျွန်တော်အသက်ကျွန်တော်မွေးပြီးကာစားလောက်ဒါမှမဟုတ်ကျွန်တော်ပေါက်ဆကျွန်တော်မမွေးခင်ဒါမှမဟုတ်ကျွန်တော်ပေါက်ဆလေးပဲဖြစ်အောင်မနဲ့တူ အဲ့ဒီမှာဦးညစ်ထကအမ်ပါရာနဲ့တောင်ကူကျွန်တော်ကျွန်တော်တို့မြို့ရဲ့ဒီမိုင်းနာကွင်းပေါ့နော်အဲ့ကွင်းကြီးထဲမှာတချင်းလာဆိုတယ်လာဆိုတဲ့အချိန်မှာအဲ့အချိန်မှာတောင်ကူပြိတ္တကဦးညစ်ထရဲ့ဒီ music style ရောအတန်ဟောကို used to ဖြစ်သေးဘူးနဲ့တူတယ်လက်ခံဖို့ ready မဖြစ်သေးကြဘူးထင်တယ်ဒါအဖေပြန်ပြောပြတာကိုကျွန်တော်ကကျွန်တော်ပြန်ပြောကျွန်တော်နောက်တစ်ခါနောက်တစ်ဆင့်ပြန်ပြောပြတဲ့သဘောပေါ့နော်ဆိုတော့ဦးညစ်တို့ကိုအမှမကြိုက်ကြဘူးပေါ့နော်မကြိုက်ကြသေးဘူး အော်ရာရဲ့ဟစ်တာကြီးလောက်တော့ဦးညွတ်ကအောက်ကဆင်းသွားလို့ပြောတဲ့အချိန်မှာဦးညွတ်ကတကယ်ဆင်းသွားတယ်တဲ့တကယ်ဆင်းသွားသူစိတ်ကောက်သွားလားဘာလဲမသိအဲ့မှာအဖေကအပွဲကြီးပြိတာပေါ့နော်အဲ့မှာဆင်းနောက်တဲ့အထိအဖေကမရောက်ရအောင်သွားပြီးတော့ဦးညွတ်ကိုအာပေးတယ် support လုပ်ပါတယ်ဆိုတော့သူသွားပြောတယ်နောက်ပြီးတော့အဖေကမိတ်ဆက်တာဘယ်လိုမိတ်ဆက်လဲဆိုတော့ဦးညွတ်ကယူနော် drum တီးတယ်ဆိုတော့အဖေကလည်းသူ့ကိုသူကျွန်တော်လည်း drum တီးပါရယ်ပေါ့နော်တောင်ငူပါပါဆိုပြီးတော့မိတ်ဆက်တယ်အဲ့မှာဦးညစ်တော်ကအဲ့ဒါကိုမှတ်မိသွားတယ်လို့ထင်တယ် နော်တကျွန်တော်ကျွန်တော်လည်းဝေဝဝပဲနော်အဖေပြောပြတာကိုပြန်ပြောပြအောင်သူတို့အဲ့မှာစသည်တိပြီးတော့92လောက်မှာအဖေတချင်းဆိုရမယ်ဆိုပြီးတော့မနက်အစောကြီးရန်ကုန်ရထားစီးပြီးထွက်သွားအဖေကအခွေလောက်တော့မယ်ဆိုပြီးတော့အဲ့ချိန်မှာရန်ကုန်ရောက်တဲ့အချိန်မှာအဖေကဥညင်တို့စီမဆက်သွယ်မိဘူးတခြား producer ကတယောက်နဲ့အဖေနဲ့ချိန်မိသွားပြီးတော့အခွေသွင်းရမယ်ဆိုပြီးလှုပ်တယ်ဒါပေမဲ့အဲ့အခွေကမသွင်းတဲ့စီကိုသွင်းတဲ့စီကိုမရောက်လိုက်ဘူးလေတူတယ်အဖေလည်းရန်ကုန်မှာ လာတဲ့အကြာကြီးသူမျောနေအောင်နော်အဲ့လိုဖြစ်နေအဲ့မှာတရက်ကြာတော့အဲ့လိုကြုံလို့လားဒါမှမဟုတ်ဘာကြောင့်လဲမသိဘူးအဖေကဦးညစ်တို့စီကိုထတ်သွားလိုက်တယ်။ဘာပြီးတော့အခွေလုံးနေတယ်ပေါ့နော်။အဲ့လိုပြောအဲ့လိုဟိုပြောပြမိရတယ်တူတယ်။အဲ့ချိန်မှာဦးညစ်တို့ကအဖေတခြင်းဆိုတာကိုတခါလာပဲမြင်ဘူးတဲ့အဖေပြောပြ။ဆိုတော့အဖေကလည်းဟိုအကူညီတောင်းတဲ့သဘောမဟုတ်ဘူး။ဘာလုပ်ရမလဲပေါ့နော်။အဲ့လိုပြောသွားမေးတာနဲ့တူတယ်ဦးညစ်တို့က။အဲ့မှာအဖေပြောပြမှတ်မိ။ဦးညစ်တို့က အာမနေ့ပြန်ပြန်လာခဲ့ဆိုပြီးပြောတယ်။ဘာမှမပြောဘူးနော်။မနေ့ပြန်ပြန်လာခဲ့တဲ့သူ့အိမ်ုံဆိုတော့အဖေကကျွန်တော်အိမ်ကဘယ်လိုပြပြလဲဆိုသူထက်နာတဲ့သူ့ကိုအဲ့လိုပတ်စံ1000 2000လောက်အဲ့လိုထုတ်ချီးမယ်ထင်တာ။အဲ့ခက်ကပေါ့နော်။ထုတ်ချီးမယ်ထင်တာပေါ့နော်။92 93လောက်ပေါ့။နောက်နေ့အဖေကအဲ့အိမ်ကိုပြန်သွားတယ်။ပြန်သွားတဲ့အချိန်မှာ အဖေအခွေကိုဦးညိတော်ကသူ produce လုပ်မယ်ဆိုပြီးအမှစပြောတယ်။အဲ့ရုပ်ရှင်လေးတွေကလို့တကယ် live changing event ဆိုတော့အဲ့ဒါပဲ။အဖေကအဲ့မှာတဲ့ ဒီ6လ9လလောက်အတွင်းမှာအဖေကကံကောင်းခြင်းလက်ဆောင်အခွေကိုဦးညိတို့ကအစအဆုံးတိုင်းလောက်ပေးတယ်။နောက် harmony ဘာဝင်ဆိုပြီးနေတူတယ်။တချို့အဖေဆိုရဲ့နောက်မှာဦးညိတို့အတန်လေးအတန်ကျွန်တော်ကြားခဲ့ဘူးပဲဗောနငငယ်ဗောထားပါတော့။အဲ့မှာအဖေကဦးညိတို့နဲ့အရန်ကိုအလိုညီအကိုတငယ်ချင်းလို့ဖြစ်သွားပြီးတော့ဦးညိတို့ကအဖေတက်အသက်နည်းနည်းငယ်တယ်။ဒါပေမဲ့အဖေကဒီနေ့ဒီကိုညီထွက်ပဲခေါ်တယ်။အာ စီနီယာတယောက်လိုပဲအဖေကလေးစားစားဆက်ဆံနေတယ်ပေါ့နော်အဲ့အဲ့ရနေပဲစားပြီးတော့ဦးညိတို့ကျွန်တော်ကလည်းနောက်ပိုင်းမှာအဲဦးညိတို့တို့နဲ့တွေ့ပြီးတော့ကျွန်တော်ဦးလေးလိုပဲအနီမေခိုင်းဆိုလဲကျွန်တော်တော်တော်ချစ်တယ်တဲ့မှာပါတယ်ဆိုတော့ကျွန်တော်တို့ဒီလဲအဲ Empire Family တဲ့ဟိုအဲ့လိုအဲ့လိုအနေနဲ့အဲ့လိုရောက်သွားခဲ့တယ်ပေါ့နော်အဖေအခွေထွက်ပြီးတဲ့အချိန်မှာအဲ့လိုနဲ့အဖေကအခွေတွေပါလေလုံနေပြီးတော့ကျွန်တော်တို့က still တောင်ကူမှာပဲရှိသေးတယ်အဖေကရန်ကုန်မှာအခွေတွေလုတ်တယ်အခွေထွက်သွားတယ်အောင်မြင်သွားတယ်ပေါ့နော် အမတရက်မှာအဲအခွေလုံနေရင်တန်လန်းကြီးမှနဲ့တူတယ်အကျွန်တော်ကဦးညီထွန်းနဲ့ပထမဆုံးစတွေ့ဖို့ဖြစ်လာတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်သပင်ညက်မယ်ဆိုပြီးအဖေကရန်ကုန်ခေါ်လာတယ်တောင်ကုန်ကနေရန်ကုန်ကသပင်ညက်ဆိုင်သပင်ညက်ဆရာစီမှာကျွန်တော်သပင်ညက်ခိုင်းမယ်ဆိုပြီးတော့ဒါပေမဲ့အဲ့လိုပဲဦးညီတို့စီကိုလည်းအဖေကသွားတယ်သွားတော့ကျွန်တော်ကလိုက်သွားကျွန်တော်လိုက်သွားတာပေါ့နော်အဲ့အချိန်မှာကျွန်တော်ရဲ့ feeling ကိုပြောပြမယ်တောင်ကုန်မြို့ဟာအဲ့တော့ကကျွန်တော်ဘာမှဟို ခစ်သိမ့်မမိသေးဘူးအဆိုတော်တွေပါတယ်ကျွန်တော်တို့အဲ့လိုအများအားစားဘာမှမတွေ့ဘူးအဲ့လို entertainment ဆိုတာလည်းကျွန်တော်တို့ကက်ဆက်နဲ့ကက်ဆက်ခွေပဲရှိရပါတော့အဲ့ဒီမှာဥညင်ထုတ်ကိုကျွန်တော်တို့ကတွေ့ပဲတွေ့မှုတယ်အခွေထဲမှာပဲနောက်ဆုံးဝင်ထုတ်ဆိုတာကျွန်တော်ကြားဘူးတယ်အဲတချင်းတွေကိုတချင်းတွေကိုတိနေပြီနောက်ပြီးအရှမ်းနာမည်ကြီးနေတဲ့အချိန်ဥညင်ထုတ်ကအဲ့ဒီအချိန်မှာ peak level ရောက်နေပြီသူဒီလုံအောင်ထိတ်ဆုံးမယ် over the top အဲ့တော့ကျွန်တော်ဘလို့စတိလဲဆိုတော့ ကျွန်တော်အစအုန်ကြီးတို့ကိုဘယ်ကနေစားတည်ရလဲဆိုတော့စင်ပေါက်ကနေစားတည်ရကျွန်တော်ရဲ့ cousin အာကျွန်တော်ကျွန်တော်ပါကြီးရဲ့သားပါနော်စင်ပေါက်ကသူကသုံးတန်းလောက်မှာတည်းကစင်ပေါက်မှာတက်ပြီးတော့တခြင်းဆိုရဲသူကလည်းကျွန်တော်ကျွန်တော်နှစ်ကောင်ငငယ်တည်းကအဲ့လိုစလှုပ်တာစောတယ်ကျွန်တော်လည်း drum တီးတာစောတယ်လို့သူလည်းတခြင်းဆိုတာစောတယ်အဲ့မှာသူပထမဆုံးဆိုတဲ့တခြင်းကိုကျွန်တော်ဖွင့်ပြတယ်စင်ပေါက်ကငါဒီတခြင်းဆိုမှာနဲ့နှစ်ချိတ်ရှိဆိုမှာဆိုပြီးအဲ့ဒီမှာ အကောင်းသောမက်ဆေးတစ်ခွက်အားလုံးတစ်ဆေးတစ်ခွက် rock and roll ဆိုအဲ့တပုတ်ပထမဆုံးကျွန်တော်စကြဘူးလားစတဲ့စာသားဟုတ်ပါသူက drum သန်းတွေတွေးကြွားတော်လန်ဂီတာတွေပူပေါင်းစီးဝါရဲ့လုံးဝတကယ် fucking revolution စာသားတဲ့မှာဒီ instrument တွေကဒီ music instrument တွေကနေစပြီးတော့အဲ့လိုတော်လန်ပုံကံနဲ့စာသားလို့ကျွန်တော်အဲ့အရွယ်လေးမှာတွေကဟောစုံရမ်းကြွေသွားတဲ့မှာအဲ့လိုကြားဘူးလားဆိုတော့အဲ့ကျွန်တော်ဦးညွတ်တော့နဲ့အဲ့လိုတွေ့ရတော့မယ်ဆိုတဲ့အချိန်မှာ တောင်ကူမှာကတော့ဝင်းကြီးတို့ the is everywhere အကောင်တော့လက်ဖိတ်ဆိုင်နဲ့သူ့တချင်းဖွင့်နေတယ်မလားဒါပေမဲ့သူ့အဲ့လိုမျိုးနဲ့ချင်းဆိုင်တွေ့ရဖို့ဆို chance ဘယ်သူမှမရှိဘူးနော်ကျွန်တော်တောင်ကူကတငယ်ချင်းတွေမှလည်းမရှိဘူးဘယ်သူမှမရှိဘူးဆိုတော့ကျွန်တော်တကောင်နဲ့အဲ့ခွင့်ရရတယ်လို့ဖြစ်သွားတယ်ဆိုတော့ကျွန်တော်အဲ့ jigsaw puzzle တွေမှာတော့ကျွန်တော်ရေးဖို့တယ်ငါတောင်ကူပြန်ရအောင်တော့ငါဖျားဖြစ်ပြီဆိုတော့အဲတကယ်ပဲ ော်အဲပြီးမှပြောပြမယ်တန်ကူပြန်ရောက်တဲ့အချိန်မှာကျွန်တော်ဘာတွေဝိုင်းမေးကြရဲဆိုတော့အဲပထမဆုံးဦးညစ်တို့အိမ်တကားကိုအဖေအလိုဘယ်တီးတဲ့အချိန်မှာအလိုအန်တီတယောက်လာဖွင့်ပေးရဲကျွန်တော်ဝင်သွားတယ်ဦးညစ်တို့ကားကြီးရှိတယ်ဦးညစ်တို့ကားကြီးအလိုရှေးဟောင်းကားလိုမျိုးကြီးကျွန်တော်ပကားအမျိုးသားနာမည်မသိဘူးအဲ့ဒါကြီးရဲ့အဖုံးကိုဟိုဘက်မှာဖွင့်ထားအဲ့အဖုံးရဲ့ဟိုဘက်မှာမှာဦးညစ်တို့ဦးညစ်တို့ကိုကျွန်တော်မမြင်ရဘူးအတန်ဆကြဘူးကိုရင်လားလို့ခေါ်တယ်အဖေကိုအဖေကိုကိုရင်လို့ခေါ်တယ်သူက ring ကိုအတူခောက်ပေါ့နော်အဲ့လို ပြောင်းရင်းနောက်ရင်ခေါ်ရတဲ့သူကကိုရင်လာလေးပါဖြစ်နေကြပြီဆိုဘုန်းကြီးကကျွန်တော်တို့တစ်ချက်အဲ့လိုမေးဆက်ပြရဲ့ဘယ်လိုလဲဗာညာပေါ့နော်အဲ့လိုဟိုစကားပြောကြီးနှုတ်ဆက်တာမဟုတ်တာနေကောင်းတာဗာညာအဲ့လိုမျိုးမဟုတ်ဘူး तू တိရပေါ့ကျွန်တော်အဲ့လိုအဲ့ဒါပဲ that's all तू ကျွန်တော်မေးတစ်ချက်ဆက်ပြရဲ့အဖေနဲ့စကားရေးဆက်ပြောနေမှာ तू ကားပြင်နေတဲ့အချိန်မှာဘုန်းကြီးတို့ကလည်းဘောင်းမီအပြာကိုအတူပြည့်ပြည့်ပြန်နဲ့အဲ့လို CG ပေးပွားပြီသူသူကားတော့သူပြန်ပြီးအဖေနဲ့စကားပြောလိုက်လို့ကားပြန်လိုက်ပေါ့နော် အဲကျွန်တော်စပင်းနေပိုင်းညက်ပြီးတောင်ကူတောင်ကူပြောင်းရောက်သွားတဲ့အချိန်မှာပထမဆုံးကျောင်းကိုရောက်သွားတဲ့အချိန်မှာကျွန်တော်သုံးတန်းနဲ့တူတယ်။အဲမှာကျွန်တော်နားမှာလို့ border တွေအုံခိုင်ပြီးအောင်ဆုံးတို့ကဘယ်လိုလဲဆုံးတို့ကဘယ်လိုလဲအရက်ရှည်လားတဲမှာအတန်းအပြင်မှာလည်းအဲ့တိုင်းပဲလားသိရမလားအမင်းအဖေနဲ့ဘလူးရင်းနေရလဲဘာကြောင့်လို့အရှင်လေကျွန်တော်ဝိုင်းမြေမေးကြတာပေါ့နော်အာကျွန်တော်အမြောက်ကျမြောက်ကျနဲ့ရှင်းပြတာပေါ့ဆိုတော့အဲ့ဒါပထမဆုံးဦးညီတို့ကိုကျွန်တော်မြင်ဘူးတဲ့ impression ပေါ့နော် he's alive and he's right there in my face ဆိုတော့ အဲ့ဒီကနေတဖြည်းဖြည်းကျွန်တော်အဖေအခွေအခွေအလုပ်တယ်နောက်နောက်ဒီဒန်ယာဝတ်စုံဒီနောက်တစ်ခွေကြတော့ဦးညစ်တို့စတူဒီယိုမှာပဲအစအဆုံးလောက်ကြရတယ်သူဦးညစ်တို့ကအဲ့ချိန်မှာအိမ်မှာစတူဒီယိုရှိတယ်အဲ့မှာကျွန်တော်ကဝင်ထွက်နေကြပြီပေါ့နော်ဝင်ထွက်နေကြတဲ့အချိန်မှာကျွန်တော်ကဦးညစ်တို့ကို show တွေပါလိုက်ကြည့်ရဖို့ဖြစ်လာတော့ show ကြတော့အဖေကဦးညစ်တို့ show ဆို backstage ကိုလည်းတွားလို့ရတယ်ဒီချိန်မှာလည်းဟိုခုံနေပါလေကျွန်တော်ရရတယ်ပေါ့နော် ဆိုတော့တစ်ခါ queen ကလှုပ်တယ် queen ဒီဖြော်ရဲလှုပ်တဲ့ပွဲလားမသိမမှတ်မိတော့ခကြီးသွားမိကိုရံများထွက်ပြီးကာစားအဲအဲ့ပွဲအကြီးသွားမိကိုရံများမဟုတ်ဘူးနေရာတက်နေရာတက်ထွက်ပြီးကာစားမှာ show show လှုပ်တယ်အဲ့ show မှာဦးညတို့ကစိုးနေ internet နဲ့ backstage မှာဘာလို့ cloud တိုက်မိရလဲဘာမသိဘူးလဲတော့လဲသွားပြီးတော့သူ့မေးစီ꿰သွားဦးညတို့ကအဲ့ဒါကိုအဲ့မေးစီကိုသူက plaster ကပ်ပြီးတော့ဆက်ဆိုးတယ်ပွဲပြီးတဲ့ဒီဆိုးတယ် အဲ့ဒါဦးညိတော်အင်ကျွန်တော်ဝင်ထွက်တဲ့ချိန်မှာကျွန်တော်မေးကြည့်ဦးညိတော်လို့အဲ့ဒီတော့ကမေးစီ꿰သွားတယ်မလားဟုတ်တယ်꿰သွားတယ်ချုပ်ပါလားချုပ်ပါတယ်တဲ့ပွဲပြီးတာနဲ့ချုပ်ပါတန်းချုပ်ပါအဲ့ကျွန်တော်ကလေကလေးဆိုနာလားလို့တော့မေးအဲ့ဦးညိတော်ကျွန်တော်ခဏလေးစိုက်ကြည့်ပြီးတော့မနာပါဘူးသားရဲ့တဲ့နာလွန်းတော့လေမနာတော့ပါဘူး အဲ့အချိန်မှာ तू စကားပြောနေကျွန်တော်ငါးတန်းကြောင်းသားလားမသိဘူး तू ပြောနေငါးတန်းကြောင်းသားကိုပြောနေမှတော့ तू သိရလားမသိဘူးအဲ့လောက် philosophical ဖြစ်တဲ့စကားကိုကျွန်တော်လာပြောနာလွန်းတော့လည်းမနာတော့ပါဘူးတဲ့ဆိုတော့အဲ့ဒါကျွန်တော်မှတ်မိနေတယ်နောက်ဖြစ်တော့နောက်ပိုင်းကျွန်တော် တက်တူးတိုးတဲ့အခါဖြစ်ဖြစ်เนาะအဲ့လိုအသေးကွဲတာဖြစ်ဖြစ်အဲ့လိုစောင်းရနာရတဲ့အခါမျိုးじゃနာလွန်းအကျင့်ခန္ဓာကိုယ်ကအဲ့အနာကို recognize မလုပ်ပေတော့ဖြတ်ချလိုက်ပေါ့ အဲ့လို तू ကတော့အဲ့ဒါမျိုးပြောချင်တာပြောပြောချင်တာဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ကျွန်တော်အများအားအဲ့လိုကို pain ဖြစ်တိုင်းအဲ့လိုကို painful ဖြစ်တဲ့ situation ကိုကြုံရတိုင်းနားလုံးတော့လည်းမနာတော့ပါဘူးတားရဲဆိုရဲအဲ့ဥညိတို့စကားကိုကျွန်တော်ခဏခဏမှတ်မိတယ်နောက်တစ်ခုကဥညိတို့ကသူအရင် generous ဖြစ်တယ်ဟိုရက်ရောတယ်ရှိသမျှသူ့အိမ်မှာရှိတယ်အဲ့လိုစပစ်စည်းတွေရောဘာတွေရောအကုန်လုံးသူပေးပြတာအနားမှာရှိတယ်လူတွေကို နောက်ပြီးသူ့ရဲ့ sense of humor ပေါ့နော်ဦးညတော်ကတော်တော်ရည်ရရတယ်မှာပဲစကားပြောရင်သူကအဲ့လိုပြောင်းတာလောင်းတာရဲ့နောက်အဲ့လိုအာပြောင်းတာလောင်းတာရဲ့မဟုတ်ဘူးဟိုဘာအကြောင်းပြောပြောကိုပြဘာသူ့မှာမထိခိုက်စေချင်မင်းနဲ့သူကရည်ရည်ရအောင်သူပြောနိုင်တယ်တခါအဲ့လိုသူ့အိမ်မှာသူ့ရဲ့ဆွဲချိုးဟိုဒီ steel ငွေဆွဲချိုးနဲ့တူတယ်ငွေဆွဲချိုးကအောက်မှာ steel ပြားနဲ့အဲ့မှာ lee တစိမ့်အဲ့အဲ့ lee တစိမ့်ဟုတ်တယ်အဲ့ဒါအဲ့ဆွဲပြားကိုသူကဘေးကနေ သူ့နောက်တအရင်ရင်းနေတဲ့တရားကိုပေါ့နော်ကျွန်တော်နာမည်တော့မပြောတော့ဟဲ့အောင်နာမည်ဒီဆွဲချိုးယူမလားဆိုတော့ဟောလေကိုလေးလည်းယူမယ်ယူမယ်ဆိုတော့ပြောရဲဆွဲကြည့်လိုက်ဆိုပြီးတော့ဟိုကဆွဲကြည့်ပြီးတော့သူ့လေဘေးမှာဆွဲကြည့်ရချင်းမှာဦးကြီးတော့ဗာပြောလဲဆိုအေးရမင်းငါလီကိုမင်းလေဘေးမှာဆွဲထားလိုက်တော့ဟိုကယူရတဲ့လူကဗာပြန်ဗာပြန်ပြောရမယ်တကယ်လဲ LEE တစ်စိမ့်ဖြစ်နေတာသူပြောရမှာမဟုတ်လေနော်နောက်ဦးကြီးတော့အဲ့လိုရှောက်ပေးဖြစ်တဲ့နေရာမှာကျွန်တော်အမှတ်တရဦးအဖေကိုသူက um ဒီ Fender Amp အသေးလေး Portable Amp လေးပေါ့နော်ဒါပေမဲ့အဲ့ Amp ကတော်တော် powerful ဖြစ်တယ်အတန်လဲတအားကျယ်အဲ110အတုံးခံပြီးတော့ဟိုတုံးသွားအဲ့တော့ဂျပန် use နေမှာပေါ့နော်အဲ့ဒါအဖေတို့ပေးလိုက်တယ်အဲ့ဒီ Fender Amp လေးကိုကျွန်တော်အဲ့ခုနှစ်တန်းရှစ်တန်းလောက်ထဲကကျွန်တော်မှဂီတာအနီ electric guitar အနီအစုပ်ကလေးရှိတယ် Korean made အဲ့ဒါလေးနဲ့ကျွန်တော်အဲ့ Fender Amp လေးနဲ့ကျွန်တော်ပထမအခွေထွက်ပြီးတော်တော်ကြာတဲ့အထိ ကျွန်တော်ဂီတာလေ့ကျင့်တာအိုင်အမ်လေးနဲ့ပဲအဲဦးညစ်တို့မသိဘူးဦးညစ်တို့ကတော့အဖေးကိုပေးလာကျွန်တော်အဖေးစီကပြန်ပြီးတော့ဝိုက်ပလိုက်တယ်အဲ့ဒါလည်း तू မသိဘူးဒါပေမဲ့အဲ့လို तू ပေးထားတဲ့အမှတ်တရဆိုတော့ကျွန်တော်မှအဲ့ဒါလေးရှိခဲ့တယ်အချိန်အကြာကြီးပဲကျွန်တော်ဂီတာစ electric guitar စတီးတဲ့ကနေဒုတိယအခွေထွက်ခါနေလောက်ထိအိုင်အမ်လေးကကျွန်တော်နဲ့အတူတူကျွန်တော်အခန်းထဲမှာရှိနေခဲ့တယ် အဲ့တော့ဒီတစ်ပတ်နဲ့ဒီတစ်ပတ်ကတော့ intro နဲ့တယ်ပေါ့နော်ဦးညစ်တို့အကြောင်းဒီမိတ်ဆက်တာနဲ့အာအချိန်တော်တော်ကုန်သွားပြီဆိုတော့နောက်တစ်ပတ်မှာကျွန်တော်ဆက်ပြီးတော့ဖောက်တဲ့ချဆက်ပြီးတော့ဖောက်တဲ့ချအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကြားပါ့ပါ